တရားဆိုတာတကယ်တမ်းကျတော့မျက်စိနဲ့မြင်နိုင်နားနဲ့ကြားတိုင်းရှာနဲ့အရသာနဲ့တွေ့တိုင်းနှာခေါင်းနဲ့အနံ့အနံ့တိုင်းခန္ဓာကိုယ်နဲ့တွေ့ထိတိုင်းပြုမှုတိုင်းအလုံးကတရားကြီးပဲအဲ့ဒီတရားကြီးပဲဖြစ်နေတဲ့အဲ့ဒီသဘောတရားတွေကိုလူတွေကရှိတဲ့သဘောကိုအအောင်မပြုဘဲနဲ့မရှိတာကိုအရှိထင်အောင်ပြုထားတဲ့အတွက်ကြောင့်မောင်းမားနေကြတယ်အဲ့တော့တရားကျင့်နေဆိုတာနဲ့တရားနဲ့နှမျိုးရှိတယ်တရားဆိုတာကကျင့်เสียရလဲမလို့ တရားကတခြားကျင့်တာကတခြားတရားဆိုတာဓမ္မအဆောင်ပြီးသားကျင့်နေဆိုတာကအဲ့ဆောင်နေတဲ့ဓမ္မကိုဆောင်နေမှသိအောင်ရှုနေတာအဲ့ဒါကိုကျင့်တယ်လို့ခေါ်တယ်ဘုမဟုတ်ဆောင်နေသောဓမ္မကိုရှုမဲ့စိတ်မှာဖုံးကွယ်ထားတဲ့ကိလေသာနဲ့နိဗ္ဗာန်တရားတွေကိုဖယ်ရှားနေတာကိုကျင့်တယ်လို့ခေါ်တယ်အဲ့ကျင့်တာနဲ့တရားနဲ့နှမျိုးခွဲခြားနားလည်ရမယ် အဲတရားဆိုတာလောကမှာအခုဥစဉ်အပြင်ဘက်ကဓမ္မတွေကိုဟောမှာပေါ့အခုတရားနာတဲ့ပိဋကတ်တွေရှေ့ရှေ့ကကိုဘိုးဘွားတွေရှိသေးလားမရှိတော့ပါဘူးမရှိတော့တိုင်မိမိရဲ့ဘိုးဘွားမှလားဆိုတော့အခြားအခြားသူတွေရဲ့ဘိုးဘွားတွေရောရှိသေးလားမရှိတော့ပါဘူးခင်ဗျာသူများသွားမိဖို့လိုသေးလားမလိုပါဘူးခင်ဗျာအဲ့ဒါလည်းတရားပဲ တရားသိတဲ့ပုဂ္ဂိုလ်နဲ့တရားမသိတဲ့ပုဂ္ဂိုလ်ဘာ ጓ တာလဲလို့မေးလို့ရှိရင်အမှန်ရှုအပ်သိအပ်မြင်တဲ့သဘောတရားတွေကိုမရှုမမြင်နှလုံးမသွင်းမနဲ့နော်လောကီအာယုံကာမမရှိပညာတွေကိုအရှိထင်ဆွဲပြီးတော့အာယုံကာမကံကိုရှေ့တန်းတင်ပြီးအောင်ပြုနေတဲ့စိတ်ကြောင့်ဓမ္မသဘောတရားတွေမမြင်တာတကယ်တမ်းကျတော့တရားတွေ့တဲ့ပုဂ္ဂိုလ်ဟာတတ်တတ်ကြီးတရားတွေ့သွားတာမဟုတ်ဘူး ဓမ္မဆိုတဲ့ခုနကတော့ဦးစင်းပြောတဲ့ရှေ့ဘိုးဘွားဆင်လာတယ်ရှိသေးလားဆိုတော့မရှိတော့ဘူးသူပြောလိုက်တာဒီနေ့နောင်တကြီးစွာရရပြုကောင်းအဲ့တော့မိမိတို့လည်းအခုရှိပါတော့မလားနောင်ကိုမရှိစင်းနဲ့ရောက်သွားလိမ့်မယ်အခုတရားနာနေတဲ့ပိဋကတ်တွေအကုန်လုံးနောင်ကိုရှိပါတော့မလားမရှိပါဘူးဗျာအော်အဲ့လောက်ဆိုရှင်တော်တော်သိသိရင်ဖို့ဖြစ်ဖို့ကောင်းတယ်မရှိတော့တဲ့အရာကြီး ဒီခန္ဓာကိုယ်ကြီးကနောင်မရှိရတော့မယ့်အရာကြီးမိမိတို့ဘဝရည်တည်မှုဆိုတာကမမြဲပါလားဆိုတဲ့ဒီသဘောတရားကိုသိဖို့ရှုဖို့အဲ့ဒါကိုအချိန်ပတ်များစွာသုံးသပ်ဖို့အဲ့ဒီအလုတ်ကိုဓမ္မလို့ခေါ်တယ်။အဲ့တော့ဦးဇင်းတို့ဒီတရားနာတဲ့ပိဋကကမဟုတ်ဘူး။ဟာတမျိုးလုံးလိုက်ပြီ။တမျိုးလုံးလိုက်ပြီ။တနိုင်ကလုံးလိုက်ပြီ။တစ်ကွာလုံးလိုက်ပြီ။ မိမိတို့အဖို့ဘောဟိုးရင်တော့ပုံပုံတွေရှိပါတော့မလားလို့မင်းအကုန်လုံးဖြေကြလိမ့်မယ်မရှိတော့ပါဘူးလို့ပဲဖြေကြတယ်မရှိတော့ဘူးဆိုတော့အဲ့ဒီပုံပုံတွေကကိုယ့်ကိုယ်တတ်သေးသွားလားသူ့ဘာသူသေးပါသူ့ဘာသူသေးပါပါဗျာအဲ့ဒါလည်းစဉ်းစားကြရအောင်အမှန်အဲ့ဒါတရားပဲတရားမတွေ့ခင်တော့ဘာဘာလေးအောင်လို့တရားတွေ့တော့ဒါပဲဖြစ်နေအော်မမြဲတဲ့သဘောကြီးမမြဲတဲ့ဘဝမခိုင်းတဲ့ဘဝမပိုင်တဲ့ဘဝကြီးပါလားလို့ အဲ့ဒီလိုမပိုင်နဲ့မခိုင်နဲ့မမြဲတဲ့သဘောကိုအာယုံပြုတ်ပြုတ်ကြည့်တဲ့အခါကျတော့ချက်ချင်းပဲကိုပဲသေးရတော့မလို့လို့ဖြစ်သွားတယ်။ဘာဖြစ်လို့လဲ။သေရမှသေချာနေတယ်။မိမိလည်းတနေ့ပျောက်ွယ်သွားမှသေချာနေတယ်။အဲ့ဒါကိုသိခြင်းအပြင်မမြဲတဲ့သဘောကြီးကိုအောင်ပြုမြင်။အဲ့တော့လောကကြီးမှာဘလို့ပဲယက်တီယက်တီဘလို့ပဲရှာရှာဘလို့ပဲပန့်ဖို့ပန့်ဖို့ဒီယုတ်ကြီးကိုဘလို့ပဲပြုစုပြုစုဘလို့ပဲထောက်ပံ့ထောက်ပံ့ ဘလို့ပဲကာဝယ်ပြီးစောက်ရှောက်စောက်ရှောက်ဒီယောက်ျားကဘာဖြစ်မှာလဲပြက်သွားမှာပြက်သွားမှာလေမြင်းအောင်ဆွဲထားလို့ရတာမရပါဘူးခင်ဗျာအဲ့လို့ဆိုရင်ဒီအစုဝေးကြီးအဖြစ်မြင်းအောင်ဆွဲထားလို့မရတဲ့အစုဝေးကြီးဖြစ်နေတယ်ခန္ဓာကြီးဖြစ်နေတယ်တို့တရားကျင့်တဲ့လူအကုန်လုံးတို့တရားလုံးတို့တမျိုးလုံးတို့တနိုင်ငံလုံးတို့တကဘာလုံးအကုန်လုံးမှာရှိတဲ့လူသားမှန်သမျှသည် မြဲတဲ့ပုံကိုယ်ဒီလားမမြဲတဲ့ပုံကိုယ်ဒီလားမမြဲတဲ့ပုံကိုယ်ပါဗျာ။အော်မမြဲဘူးဆိုတာမခိုင်လို့ပေါ့။အနှစ်မရှိလို့ပေါ့။ဟုတ်ဘူးလား။မှန်ပါဗျာ။အဲ့တော့အနှစ်မရှိတဲ့လောကကြီးကိုအနှစ်ရှားနေကြတယ်။မခိုင်တဲ့လောကကြီးကိုခိုင်အောင်ဖန်တီးကြတယ်။မမြဲတဲ့လောကကြီးကိုခန္ဓာအစုအဝေးကြီးကိုမြဲအောင်ဖန်တီးကြတယ်။အော်အဲ့ဒီဟာကြီးကမောသွားတာပါဗျ။မမောဘူးလား။မောတာပါဗျာ။ဒါပေမဲ့လူတွေကဘာလုပ်လဲ။ ရှေ့လူတွေကဘလောက်ပဲသေပြသွားသေပြသွားဘလောက်ပဲမမြဲဘူးလို့ပြသွားပြသွားဘလောက်ပဲမခိုင်ဘူးလို့ပဲပြသွားပြသွားကိုယ်ကအဲ့ဈေးနဲ့ထဲတွေ့လားမတွေ့ပါဘူးခင်ဗျာအဲ့ဒါလေးပဲအဲ့ဒါလေးပဲกว่าလေမိမိတို့ကြတော့မြဲရမယ်နောက်နေ့ရှိတယ်နောက်10နေ့ရှိတယ်နောက်နေ့ရှိတယ်ဟိုဒီမှာကြီးတဲ့ပုံပုံကြီးဦးစင်းရမိမယ်ယောဂီတို့ခင်ဗျားတို့ဘယ်တော့လောက်ကျရင်သေမလဲလို့မိုင်းဘယ်လိုဖြစ်မလဲ ောက်နေနောက်နေ့40 50လျှော့တော့ဖြေပါမယ်ဖြေပါဘူးခင်ဗျာနောက်10လောက်ကျရင်သိမယ်လို့ပြီးတွက်တယ်လို့ရှိလားမရှိပါဘူးခင်ဗျာရှိဘူးသဘောအဖြစ်အသက်30ရှိမဲ့ပုဂ္ဂိုလ်က80လောက်ဒီ80လောက်ဒီမှန်ပြီးတော့နောက်50 40 50တော့ရှိဦးမှာဗျာအဲ့ဒီလောက်တော့ရှိမဲ့ထင်းနေထဲတွက်တာဘယ်တော့အကျော်မတော့ဘူးနောက်တစ်ခါ50လောက်ရှိမဲ့ပုဂ္ဂိုလ်ကနောက်ထပ်အသက်30လောက်20ကျော်လောက်မှန်းလျှော့တွက်မသွားဘူးလား ်ခုနအသက်30သမားလုံး90လောက်ကြီးတွေ့နိုင်ရလားတွေ့နိုင်တော့90ရှိ30ရှိတဲ့ဘုရားအသက်80လောက်မှန်းရင်သူကနောက်ခါ90လောက်နေရအောင်မှမှန်းတာအဲ့ဒီတဲ့ပုံမှန်းလို့ရလားမရပါဘူးဗျာဩအဲ့ဒီတဲ့တိုးပြီးမှန်းကြည့်ပါလားနောက်တော့80လောက်နေရမယ်လို့မှန်းရလားမှန်းရပါဘူးဗျာမပြောရဘူးကိုယ့်ကိုယ်ဆုံးပြတ်နိုင်တယ်မိမိဒီခန္ဓာကြီးအပြင်အသက်30ရောက်နေတဲ့ဘဝနောက်တာအသက်80ဒီမနေရတော့ဘူးလို့အဲ့ဒီလို့ဆုံးပြနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီအတွင်းမှာသိရမယ် ပြည့်စည်ရတော့မယ်မိမိကဘလောက်ပဲတာစီတာစီဘလောက်ပဲထိန်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 ပြည့်ရတော့မယ်အစုဝေးကြည့်ပါလားမိမိဘလောက်ပဲပြုစုပြုစုဘလောက်ပဲထောက်တရားရအောင်ဖန်ဒီဖန်ဒီဘလောက်ပဲပြုပြင်ပြုပြင်ဒီယုတ်ကြီးဒီခန္ဓာကြီးအပြင်ပြည့်စည်ရင်းကြီးပါလားမမြဲတဲ့အထုံကြီးပါလားလို့အဲ့ဒီလိုများတနေ့တနေ့နော်ဆယ်ခါလောက်သုံးသပ်ကြည့်မယ်အခါ20လောက်သုံးသပ်ကြည့်မယ်အခါ30လောက်သုံးသပ်ကြည့်မယ် အဲ့ဒီလိုမြန်သုံးသပ်မှုတွေတိုးတိုးပွားပြီးတော့မြန်သုံးသပ်ကြည့်တာလို့ရှိရင်အဲ့ဒီပုံကဘာဖြစ်လာမလဲဆိုရင်ဘာမှမလို့ရှင်တော့ဘာမှလည်းမဖန်တီးကြတော့ဘာဖြစ်လို့လဲဘလောက်ပဲမြင်းအောင်ဖန်တီးဖန်တီးဘလောက်ပဲရအောင်ယူယူအကုန်လုံးဘာဖြစ်လဲစွန့်ပစ်ခဲ့ရမှာဘာဖြစ်လို့လဲဒီယူမဲ့ခန္ဓာကိုယ်ကြီးကိုကယူလို့မရအောင်သူပြည့်စည်းမှမလို့ယူစရာတွေယူလို့ရပါတော့မလဲမရပါဘူးခင်ဗျာမရတော့ဘူးဆိုတာသိနေပါတယ် နော်ငါဘရောမှမရတော့ဘူးအသက်30ရှိတဲ့ဘဝနောက်တာ90တဲ့ပုံမနေရတော့ဘူး90ရှိတဲ့ဘဝနောက်တာ30တဲ့ပုံမနေရတော့ဘူးလို့အဲ့ဒီလိုဆုံးပြနိုင်ပါလေလျက်နဲ့ဘာဖြစ်လို့သေမဲ့ဘေးကိုမတွေးကြတာလဲဘာဖြစ်လို့မခိုင်းတဲ့ဘေးကြီးကိုမတွေးကြတာလဲဘာဖြစ်လို့မမြင်တဲ့သဘောကြီးကိုမတွေးကြတာလဲအခုဒီမှာတရားနာတဲ့ပုံကိုယ်ကြီးအဲ့ဒီလိုများတွေးကြရလားမတွေးရဘူးဒါပေမဲ့တရားတွေးတဲ့ပုံကဘာကိုတွေးတာလဲဆိုဒါကိုပဲသုံးသပ်တာ အဲ့ဒါကိုဂျိန်ပန်များစွာသုံးသက်တာသုံးပတ်ပန်သုံးသက်ပါများတဲ့အခါကျတော့ဩဘာမှမခိုင်းတဲ့ဘဝကြီးပါလားမိမိတိတတ်တဲ့အရွယ်ယနေ့ကနေစပြီးငငယ်တုန်းကတိတတ်တဲ့အရွယ်ကိုလှမ်းအောင်ပြလိုက်တယ်အဲ့ဒီငငယ်တုန်းကဆော့ခဲ့တယ်ပျော်ခဲ့တယ်အပေါင်းသင်းရောင်းရင်းနေအခုပြန်ကြည့်တော့သေးတဲ့ဟာတွေသေးကုန်ဩဘာမှမခိုင်းမင်းပါလားဘဝဆိုတာငငယ်တုန်းကလို့ပြန်ပြီးတော့ဘယ်တော့မှပြန်မဆုံးရတော့ပါလားဒီသဏ္ဍာန်ဒီပုံစံနဲ့ဒီဟန်နေနဲ့ဒီနေရာတွေမှာနောက်ဘယ်တော့မှဖြစ်မလာတော့ဘူး အဲ့ဒါဆိုဝတ္တစင်းသိဧကံအနိစ္စမမြင်ဘူးသေချာပေါက်မမြင်ဘူးတဲ့အဲ့ဒီလိုသေချာပေါက်မမြင်တဲ့ခန္ဓာနောက်တစ်ခုကလည်းတဲ့မိမိတို့တိတတ်တဲ့ယူရနဲ့ယနေ့ထိန်ကြည့်မိမိဒီခန္ဓာကိုင်းနဲ့အတူတူနေလာခဲ့တာကိုယ့်ဘောကအရွယ်ရင်းအောင်ဖန်နေတဲ့ထဲမှာပါလားမပါပါဘူးခင်ဗျာဒါပြန်ဒီခန္ဓာကြီးကပြောင်းပြောင်းမသွားဘူးလားပြောင်းပြောင်းသွားပါခင်ဗျာဩအဲ့ဒီလိုဆိုရင်ဒုဒ္ဒကာရမတွေဒီယုတ်တရားကြီးอ่ะအဲ့တော့ဒီခန္ဓာကိုယ်ကြီးရဲ့မမြဲမှု အလိုလိုရွေလျားပြောင်းလဲဖောက်ပြန်နေတဲ့သဘောကိုခဏခဏသုံးသပ်ပြီးတော့ကြည်နေမယ်ဆိုရင်ခဏခဏနေတိုင်းနေတိုင်းအော်ငါဘယ်ရွယ်ကဘယ်သရံဘယ်ရွယ်ကဖြင့်ဘယ်ပုံစံဘယ်ရွယ်ကြတော့ဘယ်ပုံစံအခုကြတော့ငါဒီပုံစံအဲ့ဒီပုံစံတွေကိုပြန်ကြည့်တဲ့ခါကျတော့ငရာကနေကြည်လာပြီးတဖြည်းဖြည်းနဲ့ပြောင်းလဲပြီးတိုးတက်လာတယ်နောက်တစ်ခါကျတော့တိုးတက်မှုရသွားတဲ့ခါကျတော့ဆုံးယုံမှုအတွက်ကိုသွားအသွင်ပြင်ပြောင်းသွားတယ်အသွင်ပြင်ပြောင်းသွားတဲ့သဘောကို အဲ့ဒီလိုခန္ဓာရဲ့ဖြစ်စဉ်ကိုဘယ်သူမှနေတိုင်းမတွေးဘူးနော်ဘယ်တော့စီးပွားရမယ်ဘယ်သူနဲ့တွေ့ရင်ကောင်းမလဲဘယ်မှာသွားပညာသင်ကောင်းမလဲဘယ်သူနဲ့သွားပြီးဟာလာလုပ်ငန်းသွားလို့ရင်ကောင်းမလဲဘယ်နေရာသွားအလုပ်ရှာရင်ကောင်းမလဲဘယ်သူရှိသွားပြီးဘာလို့ဒါပဲတွေးကြအဲ့ဒီလိုတွေးကြသမျှပြုကြသမျှတွေကသေတဲ့မသားမှာပါပါလားပါပါဘုရားဒါပေမဲ့မသေးခင်ကပြုတ်ခဲ့သမျှရှာခဲ့သမျှအားလုံးဟာဘာဖြစ်ပါလဲတုံညာ သုံးညပါပဲသုံးတာပဲဟောပြီလားမှန်ပါပါသေတဲ့မသာပါပါပါလေမှန်ပါပါဘုရားဒါမှမပါဘူးမွေးတော့အောင်ပါပါလားမပါပါဘူးဗျာတိုင်းမပါတာမရှိတာကစပြီးတော့မပါတာမရှိတာမှသုံးသွားဘူးလားမှန်ပါပါတိုင်းရှားပါလို့နေရတာဒါကိုကြည့်သလားဆိုတော့မကြည့်ဘူးမွေးတော့ကလည်းဗလာချင်းပြီးဘာမှမပိုင်ဘူးနော်ဘာမှမပိုင်ဆိုင်ဘူးတဲ့သေသွားတဲ့မသာမှာဘာပိုင်ဆိုင်တာသွားတာပါလား ပါအဲ့တော့ဘာမှပိုင်ဆိုင်ခြင်းမရှိတဲ့အရာကလာပြီးတော့ဘာမှပိုင်ဆိုင်ခြင်းမရှိတဲ့အဆုံးသို့ရောက်သွားတယ်အဲ့လိုဆိုရင်အစလည်းမရှိဘူးမပိုင်ဘူးအဆုံးလည်းမရှိဘူးမပိုင်ဘူးဆိုရင်ဒီလောက်မရှိမပိုင်တဲ့ဘဝကြီးကိုဘာလို့အုံးမှလဲလို့